တဘာဝနေရတဲ့ life ကိုကျွန်တော်ကြိုက်တယ်။အဲ့လိုမျိုးလူနဲ့ရင်းရင်းနှီးနှီးနေရတာအသူတို့နဲ့တူတူအဲ့လိုစကားတွေပြောကျွန်တော်ကြိုက်တဲ့အခါကျတော့အဲဓာတ်ပုံဓာတ်ပုံရသွားတာပေါ့နော်။ကြိုးစားပြီးတော့ပြိတ္တရဲ့အဲပေါ့နော်ဆန္ဒကိုလည်းဖြည့်ပေးနိုင်အောင်ကြိုးစားပါမယ်။ကိုယ့်ရဲ့ယက်တီမှုအတွက်ကိုလည်းကိုကြိုးစားနေရပါတယ်။အဲ့အတွက်ချုပ်ရလေးတွေမချစ်တင်တဲ့စိတ်တွေနဲ့တိတ်ခန့်နားလဲခွင့်လွှတ်ပေးဖို့မြို့သူကမေတ္တာရဲ့ခံကြပါလို့ရှိ Channel Plus ကနိုင်ငံခြားတခြားသော Asia Channel ဖြစ်နေတဲ့ခါကျတော့ကိုယ်ကရတဲ့ခါကျနိုင်ငံတကာက line နေမှာပေါ့နော်ပြတ်သားခွင့်ရမယ်အခွင့်အရေးလေးလည်းပါတဲ့ခါကျတော့တကယ်လည်းရင်ခုန်နေပြီးတော့ဒီဆက်ကိုစဖက်ပြီးတော့ custom ပေါ့နော်ကြည့်လိုက်တဲ့ချိန်မှာတော်တော်လေးကိုဟိုအင်ပြေအားပြေနေပေါ့နော်ဝိုင်းရင်ဥမာဦးရိုင်းတို့နောက်ဦးထူသားတို့အမေချိုကြီးအဒီခင်မို့အေးပေါ့နော်နောက်တော့ကိုကျော်စုတခြားသောဒီကဒီ MRD4 ကပေါ့နော်တကယ်ကိုလည်းရှိတဲ့ဘယ်လိုခေါ်မလဲနာမည် ြီးပြီးတော့ဗောနော်အဲမျိုးဆက်တဲ့သူတွေနဲ့အကုန်ပေါင်းပြီးရရမှာဆိုတဲ့ခါကျတော့အရင်နဲ့ရင်ခုန်သူတို့ဒီဖန်နီးမှုဒီထလုံးမှုကတော်တော်လေးကိုဗောနော်ထွက်လာတဲ့ခါကျတိတ်သက်တော်တော်ကြိုက်ပြီးတော့အာ ကြီးမားတဲ့ပေါ့နော်ဇာတ်လမ်းတွေပြည့်ပြတ်ကြိုက်တဲ့ဇာတ်လမ်းတစ်ခုဖြစ်လာမယ်လို့ယုံကြည်ပါတယ်ရှင်။ဒါငားတဲ့ဇာတ်ကောင်တွေကိုပေါ့နော်နည်းနည်းလေးအဲပေါ့နော်ရွေးချယ်ရွေးချယ်နဲ့ပြည့်တတ်နဲ့ကွာဟသွားတယ်။ဘာဖြစ်သွားလဲဆိုတဲ့အခါကျတော့သူကအလုံးမလုံးတော့ဘူးလားဖြစ်သွားတယ်။အလုံးလုံးတဲ့လူကြတော့လေကိုယ်မြင်မြင်တာနည်းလာတဲ့အခါကျတော့အော်သူမိနာပေါ့နော်သူကကိုယ်ကမြင်နေမှကျွန်တော်သုဆောင်နေလဲလို့အွန်မော်မှာပေါ့နော်။အသူဘယ်ကားတက်နေတယ်အသူဘာပွဲတက်နေတယ်အသူဘာလုပ်နေတယ်ဆိုတာကြီးမြင်မှပဲခုနလိုပေါ့နော်ပရိုဂျူဆာတွေဒီဒရိုက်တာတွေကမြင်ပြီးတော့အော်သူခေါ်ရိုက်လို့ရတယ်အော်သူရှိတာပဲဆိုပြီး ော့ဖြစ်နေကြဆိုခါကြရင်ပရိတ်သတ်ရဲ့ဆန္ဒနဲ့ကိုယ့်ရဲ့ပေါ်တော့ယက်တည်မှုမှာနည်းနည်းလေးတွေတွားပြီးတဟတာဖြစ်တာလေးရှိတယ်။မြတ်သူအားမလို့အားမရဖြစ်တာအခုမှမဟုတ်ဘူးဟိုးစဝင်လာကြတဲ့အတိရမလားဟိုပေါ်တော့ဇက်ရွေးချယ်မှုတွေမှာနောက်ပြီးတော့နေရာရမှုတွေမှာပေါ်တော့အဲ့လိုမျိုးလေးကအမြဲတမ်းပိတ်သက်ကအမြဲတမ်းဒီရဲ့စိတ်ကိုအမြဲတမ်းပိတ်သက်ကိုပေါ်တော့ဟိုတွားပြီးစိတ်နှောက်ရှက်ဖြစ်အောင်လုပ်မိတာလေးရှိကောင်းရှိနိုင်တယ်။အဲ့လိုမျိုးလေးတွေလုပ်ရတာလေးရှိသွားတော့နားလေပေးပါမြတ်သူကတော့ရတဲ့ဇက်ကောင်ကိုရတဲ့ပေါ်အကောင်းဆုံးဖြစ်အောင်မြတ်သူစူးစမ်းနေပါတယ်ပိတ်သက်ရဲ့အဲပေါ်တော့ဆန္ဒကိုလေ ယ်ဖြစ်ပေးနိုင်အောင်ကြိုးစားပါမယ်ကိုယ့်ရဲ့ယက်တီမှုအတွက်ကိုလည်းကိုကြိုးစားနေရပါတယ်အဲ့အတွက်ချုပ်ရလေးတွေမချိတင်ခဲ့စိတ်တွေနဲ့တိတ်ခန့်နားလေခွင့်လွတ်ပေးဖို့မြို့သူကမေတ္တာရက်ခံကြပါတယ်ကျွန်တော်က gain နဲ့ပတ်သက်ကျွန်တော်ကကိုရီးယားက100 အဲ့ဒီဟာကြည့်တယ်လူရောက်ပေါင်းတရာဝင်ပြိုင်ကြတာဆိုကျွန်တော်အဲ့ဒါအရင်သဘောကျတာကျွန်တော်အဲ့လိုကြည့်တဲ့အခါကျကြိုက်တယ် FOE 2ရိုက်မယ်ဆိုကျွန်တော်အဲ့ဒီဟာကိုထက်ကြည့်ပြတယ်ဒါ season 2 3တိရောက်သွားဆိုအဲ့အဲ့100ကလေ physical 100ကဆိုအဲ့လိုမျိုးကျွန်တော်ကြိုက်တယ်အဲ့ကျွန်တော်အဲ့လိုနောက်နိုင်ငံကြီးအဲ့လိုပြိုင်ကြတဲ့ဟာရှိတယ်အဲ့ဒါလေးကျွန်တော်အများကြီးကြိုက်ကြိုက်လို့ကြည့်ပြပါလားရှင်ကျွန်တော်ငလင်ဘေးပေါ့နော်ကျွန်တော်တရက်နေ့ရသွားတာကျွန်တော်20မှပြန်လာတယ်ဆိုတော့အာဆိုတော့ကျွန်တော်အဲ့ဟိုရေဘေးလူသွားတဲ့ခါကျတော့ hotel တက်ရတဲ့ခါလည်းရှိတယ်ဘုန်းကြီးကအိတ်ရတဲ့ခါလည်းရှိတယ်ကောင်းကောင်းစားရတဲ့ခါလည်းရှိတယ်ဒီခါလေးထမင်းဝေးတဲ့ထမင်းတို့ကိုကိုရောစားရတယ် ည်းရှိရဲဆိုတော့အာကျွန်တော်ဒါတော်တော်နေတဲ့စင်ငိုင်ရပေါ့နော်စင်ငိုင်ဖုံဖုံကြောင်းမှာကျွန်တော်နေရတဲ့ခါကျဒီကေကေစေးကြီးကြောင်းနေတဲ့ခါကျတော့သူအဲ့မှာအဲ့ရွာလေးအဲ့မှာပဲချိုးကြတာဆိုတော့ကိုလည်းအဲ့လိုမျိုးချိုးတာသဘောကျရဲ့လို့ဆိုတော့ခါကျဝင်ချိုးသူကလည်းသူကလည်းကိုသာရမ်းရီရအဲ့ရလူတွေကကိုရင်ရှားနဲ့ရောက်လာဆိုအကုန်လုံးကလာချိုးကြပြီးကြီးအဲ့ဆိုမင်းကလေးတွေကြီးပါရောက်သူအစီကဲ့တော့ရှိတယ်အမျိုးသားတွေမလာဘူး အဲ့လိုအမျိုးသမီးကြီးတွေပဲကောနော်ကိုယ်ချစ်လို့ခင်တော့အဲချိုးရတွေ့လို့လာအဲညီလာလာညီရင်တော့မချိုးပါဘူးမင်းသမီးလာမှလာချိုးတာလားဆိုအဲ့လိုမျိုးပေါ့နော်ဆိုတော့ပြောရင်ကျွန်တော်အဲ့လိုတော့တဘာဝနေရတဲ့ life ကိုကျွန်တော်ကြိုက်တယ်နော်အဲ့လိုမျိုးလူနဲ့ရင်းရင်းနှီးနှီးနေရတာအတူတူနဲ့တူတူအဲ့လိုစကားတွေပြောကျွန်တော်ကြိုက်တဲ့အခါကျတော့အဲတပုံတပုံရသွားတာပေါ့နော်အဲကျွန်တော်လည်းကိုကိုလည်းသဘောကျတယ်ဆိုတော့အတင်လိုက်တာတော်တော်လေးတော့သဘောကျကြတယ်ပေါ့နော်တကယ်လက်ချက်အဲ့လားတကယ်အဲ့ညီမရေချိုးအဲ့ညီမပဲဝှက်လျှော်ကြတာကိုလည်းတကယ်အဲ့ညီမပဲရေချိုးတာဆိုတော့ကျွန်တော်ဘေးကအမျိုးသမီးရဲ့အပြုံးကြီးနဲ့ဟာကိုကျွန်တော်ကြိုက်တယ်အာကျွန်တော်ကမင်းသမီးဖြစ်လို့အပြုံးလာနိုင်မယ်ဘေးက ာကြီးရဲ့အဲပျော်ရွှင်နေတဲ့သူ့ရဲ့ mood ကိုကျွန်တော်ကြိုက်လို့အဲ့ပုံလေးနောက်ပြီးတော့အဲတဘာဝကြားတယ်နောက်ကချောင်းလေးလည်းပါဆိုတော့အဲ့လိုကြောင့်ကျွန်တော်တင်ချက်တာပါဒါပေမဲ့ကျွန်တော်လည်းတော်များအဲ့လိုမျိုးနဲ့အတိမတ်ပြုကြအကြိုက်ကြတာကျေးဇူးတင်ပါတယ်ပြိဿကကိုမချစ်တင်ခဲ့ဖြစ်တဲ့အရာကြီးရှိရကျွန်တော်နားလဲပါတယ်ဒါနဲ့သူဒီနှစ်ပိုင်းမှာဆိုရင်သူထင်တယ်ဒီ FOE season 2ထွက်မယ်ပြီးရင်မျက်ကွယ်ရထွက်မယ်ပြီးတော့ရေစက်တို့တည်းထွက်ကောင်းထွက်ထွက်လိုက်ထွက်လာနိုင်တယ်ပေါ့နော်ဆိုတော့အာရိုက်ထားတဲ့ကားလေးလည်းရှိနိုင်တဲ့ခါကျတော့ဒီ2025ကတော့ပြိဿနဲ့ပို့ပြီးတော့နီးကက်ကက်ကက်နေခွင့်ရမယ်နှစ်နှစ်ဖြစ်ပါတယ်အဲ့တော့အမြင့်သူမြတ်တာတရားနဲ့ကြီးရှုဆောက်ရှောက်ရင်းနဲ့ဝေဖန်ကြံပေးကြပါဦးရှင်အားလုံးကျေးဇူး 出てもあれ。